Hello မဲမင်္ဂလာပါဒီကနေ့မှာတော့ဆရာဖိုးကျော်ရေးသားထားတဲ့ဒီရပြန်တို့ဤအနဝခီးစာအုပ်ထဲကအပိုင်းခွန်ကိုဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အခန်း20အနဝလင်းနာကြီးများအစားခံသွားကြရသောမျောဖောင်မှ လူများကဲ့သို့သူတို့ဒီလဲဘယ်နှစ်ဘယ်ရက်တွင်လင်းနာစာဖြစ်ကြလိမ့်မလဲဟူသောအတွေးကိုစဉ်နှင့်လူတွေမှာပို၍ချောက်ချောက်ချာချာဖြစ်လာကြလိမ့်သည်ဂျာဖောင်တဖောင်ရလာခဲ့ကြသဖြင့် တောက်ရီအတွက်မှမပူရကြတော့လဲမပူကြရတော့လဲအရှောင်နှမ်းထားသောလိတ်သားတွေမှာဂုံသွားပြန်သည်သူတို့ဖောင်မှာရွက်လွင့်ပြီးရွေလျားနေသဖြင့်နောက်ထပ်လိတ်တွေလည်းသူတို့ဖောင်နာလာမကက်ကြတော့ပင်လေပင်တွင်ရပောင်း20ကျော်ကြာလာကြပြီဖြစ်သဖြင့်ကဲမလာမိပင်မောများကိုလည်းညာစွာမျောလင့်ကြမထားဝန်းကြတော့တောင်ကန့်ဆိုသည်မှလည်း ပင်လေအဆုံးမှလာကောင်းကင်ပေါ်မှရုတ်တရက်ပြုတ်ကျလာလိမ့်မလားဟူသောခေအောင်ခြောက်ခြားတွေးစရာတွေဖြစ်လာ၏လူငယ်နှစ်ယောက်ဖြစ်သောအမရွှေနှင့်ဂျီဟန်တို့မှအနဝါလင်းထကြီးများကြီးဆိုးသွားသော ဖောင်ပေါ်မှပစ္စည်းများကို ဖောင်နှင့်ယူလာကြခြင်းမှအတိတ်နမိတ်မကောင်းအတိတ်မကောင်းနမိတ်မကောင်းဟုတွေးနေကြသည် လူကြီးတွေကသာမပြောရဲကြတော့လဲသူတို့နှစ်ယောက်ဆုံးမိတိုင်းထိုအကြောင်းကိုသာပြောလာကြသည် ညအိပ်ပြီးဆိုရင်လည်းမျောဖောင်မှလူသေးအလောင်းများကိုသာသူတို့မျက်စိတဲမြင်နေကြ၏အမှန်မှာသူတို့နှစ်ယောက်သာမဟုတ်ဦးစီးမူးလောက်လာသူဦးကျော်ဝင်းမှလည်းမျောဖောင်မှလူသေးအလောင်းကောင်ကိုတွေ့ပြီးကလေးကပင်ပေါင်းတင်ရေးပေါ့ချွတ်ချွတ်ကိုတောက်မရသလိုပြုတ်ပြုတ်တက်လာသည်ရခင်ကနဲ့စာလင်ယခုအခါလောင်စာထင်မပူရသည့်အပြင်မျောဖောင်မှဒံအိုးကြီးသုံးလေးလုံးကိုလည်းရလာခဲ့ကြရာ ရေပောင်းတင်အိုးမှာနှလုံးတစ်ပြိုင်တည်းဖြစ်လာသည် ထို့ကြောင့်ယခင်ကနေစလင်သူတို့မှာရေကိုတော့ဝဝလင်းလင်းတောက်ကြရည်။သို့သောအပြောကျင်လာသောအနဝါပြင်ကြီးတဲ့တွင် အခက်အခဲတွေကတစ်ခုပြီးတစ်ခုပင်ယခုရေပောင်းတင်ရအတွက်လောင်စာထင်မပူပန်းရသောအခါစားစရာက ပြက်လက်လာပြန်သည်ထိုအဲ့ရဲ့ခါအစာပြက်လင်းသူတို့အားလုံးမှာသူတို့ကြုံတွေ့ခဲ့ကြရသော ဖောင်မလူများကဲ့သို့လင်းနာစာဖြစ်မိမှမဟုတ်ရပါဘူး အရဲရှင်းမြင်တော့မှလည်းဘေကိုကြည့်ကြည့်ရေပြင်းချင်းမိတို့လောက်ကြမြင်းအငငယ်စိတ်သက်ကြမြင်းဆိုကအငငယ်စိတ်သက်ကြစရာကြီးပင်အခန်း22အခန်း21ကောင်းငင်ပေါ်တွင်ပြပြဝဝထုံးပနေသောနတော်လာဝန်းကပိန်သွားသလိုလူတွေအားလုံးဤကိုခန္ဓာနှင့်စိတ်မှလည်းပိန်ချုံးလာပြက်ပိန်ချုံးလာပိန်ချုံးလာသည်ကောင်းငင်ကို ပြောရမလားရေပြင်းကို ပြောရမလား ဟူသောအလွန်သရှင်အော်ဆိုနေသည့်ဂျီဟန်၏သရှင်တန်ကလည်းယခုအခါတိတ်သွားသည်ဤနေ့လိတ်တလုံး၅တကောင်မှလိတ်တလုံး၅တကောင်မှမရသဖြင့်ဥကြုံဝင်းသည်လည်းဒေါသဒေါသထွက်နေသည်အလုံးမှာရေပြင်ကိုငုံကြည့်ပြီးဝမ်ဟာဟာနှင့်ပင်ပန်းနွမ်းနေလာကြ၏ဝမ်ရေကဂျုံလာဝမ်ရေကဂျုံလာပြန်ပြီးဖြစ်သဖြင့်အလွန်စကားနှလုံးသားစကားတို့လည်းတိတ်ဆိတ်သွားကြသည်ရွက်လင့်ထားရေး ရွက်လွင့်ထား၍တရွေ့ရွေ့သွားနေသောဖောင်ကိုပင်ရထားလိုက်ရလင်ကောင်းလိမ့်မည်လားဖောင်၏ရွေလျားမှုနည်းပါးသွားလင်ယခင်ကလိုပင်လယ်လေကြီးများသူတို့ဖောင်နာလာကတ်ကြလိမ့်မလားဟုလည်းတိုင်ပင်ကြသည်သို့သောဖောင်ကိုရထားလင်ကန်းကိုရောက်ရန်မှာမျောလင်းချက်မရှိပြန်ဖောင်ကိုရထားလင်လေကြီးများလာကတ်လိမ့်မည်ဆိုသည်မှလည်းမရေရလက်ရာရေးမှာမျောလင်းချက်သာဖြစ်သဖြင့် လိတ်မရလင်နှစ်ခုစလုံးဆုံးရှုံးပြီးထို့ကြောင့်ဦးကျော်ဆန်ကဖောင်ကိုတော့ရက်မထားနိုင်ဟုဆိုလေသည် နောက်ဆုံးကြံရမရသောအခါလိတ်ခွန်ကိုနုံနုံဆင်းပြီးလိတ်စီနှင့်ကြောစားကြ၏ဘာအရသာမှမတွေ့ရှစ်တူးဂျစ်တူးနေအောင်ဂျစ်တူးနေအောင်ကြော်မှဝါနိုင်သဖြင့်မိသွေးကဲကိုဝါစားရသလိုပင်ထိုအခါမြရွှေကိုဝိုင်းဆဲကြသည်လိတ်ခွန်ကိုစီနှင့်ကြောစားရန်အကြံပေးသူမှာမြရွှေဖြစ်သည် သူတို့ရခိုင်တွင်ဒီကဝိုင်းလောက်ရှိသောငါအခြေခွန်ကြီးကြီးတွေကိုပေါက်ပေါက်ဖောက်သလိုတဲနှစ်လော့ဖောက်ကရေစိမ်မိအစာခက်ရှင်ရည်ထက်စီကျက်နဲ့တုံစားလဲငါစီဖောင်းစားရငါစီဖောင်းစားရသလိုကောင်းပြီဆိုသဖြင့်ဆန်း၍ကြံဖန်လှူစားကြခြင်းဖြစ်၏သို့သောအာဟာရကဖြစ်မလားသုံးရအကြမဝမ်းသွားလင်သွေးပါလာပြီးအချို့မှာဝမ်းကိုပင်မနေညှစ်ထုတ်မရဖြစ်ကြ၏ တွယ်ခါဝမ်းပျော်သွားအောင်ဆိုပြီးပင်လယ်စားငံရေကိုသွားတောက်တော့ဂျီဟန်မှာဝမ်းလျှော၍အိတ်စင်ပေါ်လှဲနေသည်တနေ့လုံးလေတိုက်ခန်းတနေ့လုံးလေတိုက်ခန်းနေဘူးခန်းဆောင်ရီဖောင်ပေးရင်ထိုင်နေကြသည်နေသာကုံသွားတယောက်မြလိတ်တလုံး၅ရကောင်ပဇွန်တထုပ်ကိုမရကြလက်ညို့လက်မ၅ရကောင်ပဇွန်တထုပ်ပင်မရကြသောအခါအာဟာရပြည့်၍လူတွေမှရှိရှိနက်နက်ဖြစ်လာကြ၏ လေပြင်းတိုက်တက်သောရေတက်ရေထရဲဆိုရင်ဖောင်ပေါ်တွင် မတ်တက်ရဲ့လျှောက်သွားရမှာပင်ဆိုးရွံပြီးလေးဘက်ကုန်းလျှောက်သွားနေကြရသည်ထို့အခါမြရွှေပြောသလိုဂရိအလိုနှင့်ဘိုက်ဤစာလောင်မုတ်သိမ့်မှုကိုမခံမရနိုင်ဖြစ်ကမခံမရနိုင်ဖြစ်ကတေခါမတေရောတေသွားနေလဲဤရောဟူသောဆုံးဖြတ်ချက်နှင့်လိတ်ခွန်မီးကျွန်းနှင့်ဖောင်ပေါ်တွင်တကောင်းတလေကပ်ပါလာသောပေါင်းကောင်ဂုံးကောင် ခရုကောင်ဂျင်းကောင်တွေကို ထုခွဲပြီးတမျိုးတစ်ပုံရင်းနှင့်ရောပြုတ်ကကြံစတီထွင်ပြီးစားတော့ကြရပြန်သည်လက်ခုံကိုနုံနုံဆင်းပြီးလက်စီနှင့်ကြောထားသည့်လက်စာလင်းနည်းနည်းခံသာသဖြင့်လက်ခုံတွေစုမထားမိကြသည်ကိုပဲနောင်တရနေကြပြန်သည်သူတို့မှာအစာက လုံးဝပြတ်တော်မီအစာပြတ်သွားရင်သူတို့ဖောင်နောက်တွင်ပါလာသောဖောင်ပေါ်မှရေလုတ်သားကြီးများလိုတနည်းလင်းနာဖြစ်တော်မီ တနေ့လင်းနာစားဖြစ်တော်မူဟူသော အတွေးတွေဝင်လာကြသောအခါလူတွေမှာစောင့်တီရမရဖြစ်လာကြပြန်လေသည်။သို့တော့အပြောကျဲလာသောအနဝရေပြင်းတွေတွင်သူတို့မှဘာမှမတက်နိုင်ကြတပ်ပေတက်တာတက်တပ်ပေတက်တာကာမတကားဟူသောသဘောထားနေကြရတော့သည်။စိတ်ချောက်ချလာသောသူတို့သည် ထုံးစံအတိုင်းအားကိုးအားထားချာရ ထုံးစံအတိုင်းအောက်ကိုအားထရာကိုရှာကအရက်ရှိမြင်တာနဲ့ရေငံပိုင်းဥရှင်ကြီးကိုစိတ်ထဲကရှင်ခိုးဆူတောင်းနေကြရသည်မှာလဲနေတိုင်းနာရီတိုင်းပဲအခန်း22ဒုတ်ဘိတ်ကန္ဒရာကက်ကြီးဆိုင်နေတော့သူတို့အတွက်ဤနေ့တော့အစာရေစာမိုးကြီးရွာလာသည် အစာကမူသူတို့ငက်ပြက်ပြီးသေးကြရတော့မည်ဘေးကိုမြင်ရသဖြင့်ပင်လယ်ဆောက်ရေငံပိုင်းကြီးကမပြီးဟုထင်လိုက်ကြသည်သူတို့ဖောင်ပေါ်မှာငားတွေငားတွေ ညာကြီးမင်းကြီးဖြစ်သဖြင့်အားလုံးလမ်းဖြတ်ကုန်ကြ၏သို့သောနရောလားဆုံ9ရက်နေ့လာရောက်တဲ့တွင်ဖွေဖွေလုံးမြဖောင်းဖောင်းခုံတက်လာကြသောငါများကိုဘလို့မှမဖမ်းပဲမကောက်ပဲမနေနိုင်ကြတရောင်း2တောင်ရှည်သောငါများကိုအလူအရက်လိုက်ကောက်ကြသည်ကောင်းရင်ဖျင်းရင်နှင့်အစိမ့်လဲကြိုက်ဝါစားကြ၏သူတို့လေးယောက်သည်မိနစ်ပိုင်းအတွင်းငါအကောင်30ကျော်ကိုရလိုက်ကြသည်ရသည်မရသောငါးများကိုလည်းရှက်ရှင်းမသိမရှင်းတွေပေါတိုင်ကီတဲ့ပြစ်ထဲထားကြ၏ တို့လေးယောက်သည်မိနစ်ပိုင်းအတွင်းငါအကောင့်30ကျော်ကိုရလိုက်ကြသည်ရသမျှသောငါးများကိုလည်းချက်ချင်းမသိမရှင်းတွေပါတို့ဖမ်းမမိကောင်းမရ၍ဖောင်ပေါ်မှခုံဆင်းလွတ်ပြေးသွားကြသောငါးအုပ်ကြီးသည်တကောင်နှင့်တကောင်ခုံပြန်ကြော်လွားကပင်လေပင်ထဲတွင်စောင့်တီးရမရပြေးထွက်သွားကြပြေးထွက်သွားနေကြသည်ကိုလက်ရောင်ပြပြထဲ၌ရေဖူးဖူးထား၍မြင်နေရ၏ ထူးထူးဆန်းဆန်းဖောင်ပေါ်ခုန်တက်လာကြပြီးပြန်ပြေးခုန်ဆင်းသွားကြတော့ငါးအုပ်ကြီးကိုငေးကြည့်ကသူတို့မှနတ်မတာပဲနတ်မတာပဲရေငန်ပိုင်ကြီးပေးတာပဲဟုတယောက်တစ်ပေါက်ပြောဆိုနေကြစဉ်သူတို့ကြားဖောင်သည်လှိုင်းလုံးကြီးတွေနဲ့ရှက်ရှင်းရင်းထိုးလှုပ်ခါလာ၏ထိုအခါဖျားဖျားဟုနှုတ်ကဖျားတရပြန်သည်လေမတိုက်မုံမရွာပဲဖောင်ဘလို့ဖြစ်ပါလေဟု ။ဖောင်ဘလို့ဖြစ်ပြန်ပါလေဟုပဝင်းချင်းဘိညာကိုအထိတ်တလန့်ကြည့်ကြရသည်။အလုံးနှုတ်မှဟာခနေဖြစ်သွားကြရပြန်၏။သူတို့ဖောင်တစ်ဖက်သူတို့ဖောင်တစ်ဖက်ဘေးမှာရေပန်းဖူးဖွေးတွေနဲ့ပေါ်လာတော့စူးတောင်ကြီးပေါ်လာတော့စူးတောင်ကြီးတကောင်းမှာသူတို့လူတရက်သူတို့လူတရက်ထပ်ပင်မြင်လေသည်ဝေဝေတုန်းကမူမဲမဲရှေရှေသာမြင်ကြရသဖြင့်ဘာမှမသိအနားရောက်မှအေးအားမှငါးကြီးတကောင်းဤကြောရိုးစူးတောင်မှန်းသိကြရသည် သူတို့အားလုံးဒီပင်လယ်ပြင်အတွေ့အကြုံအရချက်ချင်းဖောင်အလဲရင်ပြေကပ်ပြီးအိတ်စင်တိုင်းဖောင်ချမ်းမြင်စသည်တို့ကိုမိမိရရတွေ့ဖက်ထားလိုက်ကြသည်ငမန်းကြီးများဆိုရင်အဆွေမြင့်လှမ်းခုတ်၍မမိအောင်မမိအောင်လက်ကြောက်ကြီးများဆိုရင်လည်းအမိဖျားရှိအမိဖျားရှိစွန်းနှစ်လှမ်းပြေ၍မမိအောင်မမိအောင်အကာအကွယ်ယူထားကြသည်ငါးကြီးကသူတို့အနားရောက်လာသည်သူတို့ဖောင်မှာလှိုင်းလုံးကြီးတွေပေါ် လူတရက်နှစ်ရက်ခန့်ပင်မြင့်တက်ပါသွားသည်ဝမ်ခေါင်းဝမ်ခေါင်းလုံးတို့ဝမ်ခေါင်းလုံးတော်တင်မောများလှေများသာဆိုလျင်မှောက်ပင်မှောက်သွားနိုင်သည်သို့တော့ယခုသူတို့ဖောင်မှာဝမ်ပိုက်ပြားချက်ကြီးဖြစ်သဖြင့်ဘလို့မှမမှောက်သွားနိုင်ဘလို့မှမှောက်မသွားနိုင်ရင်းထိုးကခုံကပဂရိပင်လေရေပြင်ပေါ်သို့သာဤခနဲပြန်ကြလာ၏ရင်တထိတ်ထိတ်နှင့်ဖျားကြနှိုင်းစီနေခဲ့ကြရသောသူလူ ရင်တထိတ်ထိတ်နဲ့ဖျားကြလှိုင်းစီနေခဲ့ကြရသောလူတွေမှာယခုမှတပြင်းရှာနိုင်တော့၏။ငါးကြီးသည်သူတို့ဖောင်နာရင်လုံးဝရနာခြင်းမပြုရဲပဲဆော့ဆော့ကသူတို့ဖောင်နဲ့ဝင်တိုးသွားသောငါအုပ်ကြီးနောက်ကိုသာရေပြင်ဖွေးဖွေးထသွားအောင်ပြေးလိုက်သွားလေသည်။သူတို့သည်ရေပြင်ပေါ်မှငါးကြီးကြောရုံးဆူထောင်ကြီးဝဲဝဲရောက်ပျောက်သွားသည့်အထိငေးကြည့်နေကြ၏။ငါအုပ်ကြီးနောက်ပြေးလိုက်သွားသောငါးကြီးမှာမိနစ်ပိုင်းအတွင်းတွင်ရေပြင်ပေါ်မှပျောက်ကွယ်သွားသည်။ထိုအခါမှာသူတို့မှလည်း ရထားသောငါးများကိုရှရှင်းဖုတ်ကင်ကတနတ်တော်အဝအပြည့်ကျိတ်လိုက်ကြ၏ကျန်သောငါးများကိုမိုးလင်းလင်းဆိုင်ရန် ရှက်ပြုတ်ပြီးအရှုအဝတ်အရှုတဝတ်ကိုငါချောက်လန်းရန်ညာရင်းချင်းခွဲစိတ်ပြုပြင်ထားလိုက်ကြ၏အခန်း23နောက်ထပ်တရက်နှစ်ရက်စာငါးကင်များငါချောင်းများရှိနေသေးတော့လေဖောင်ဘေးကရေပြင်ကိုတော့သူတို့မှသူတို့မှအလစ်မပေးရကြအမြင့်ငုံကြည့်ပြီးလက်တလုံးငါးရက်ကောင်ပဇွန်တထုပ်ရရန်သာစိတ်ဆောနေကြသည် င်လယ်ထဲတွင်မျောနေသည်မှာရက်ပေါင်း30ကျော်လာပြီဖြစ်သဖြင့်သင်္ဘောနှင့်တောင်ကန်းကိုပင်အိမ်မက်မမင်းအိမ်မက်မမြင်ရကြတော့အချိန်ရှိသမျှအစာရည်အအတွက်သာဖောင်ပေးရေပြင်ကိုငေးကြည့်နေ၏ကြည်စိမ့်နေသောပင်လယ်ရေရောင်သည်တိတိတသာပြောင်းလဲလာ၏ထုံးရေကြီးဖြော်ထားသလိုနောက်ပြပြနောက်ပြပြရေကြောတစ်ခုလည်းရောက်လာ၏အစကမူမြေသူမြတရီမပြူမိကြနောက်တည့်ရက်ကြမှာဖောင်ပေးလာကတော့ ဂျင်းခေါ်ခီယူတမျိုးမှာအပြုတ်လိုက်အတွဲလိုက်ကြက်ခဲနေကြ၏။လက်သေးခွန်လောက်ရှိသောအခွန်မာများတဲ့တွင်အသားဆိုင်အသားခဲတွေကရွှဲကြည့်နေ၏။ငားထက်ရှိုးသောဂျင်းကောင်တွေကို အခွန်ခွာပြီးသူတို့မိခင်စားကြသည်။မြ мян စားလင်ဝမ်းသွောတက်သည့်ဖြင့်မြ мян စားလင်ဝမ်းသွောတက်သည့်ဖြင့်ပြုတ်၍တော့မစားရဲကြ။ရေချိုးပေါင်းတင်ထရေချိုးပေါင်းတင်ထားကြသောမီးပိုနှစ်ဖိုးပက်လေတွင်တီတန်နှင့်တီရန်နှင့်တစို့ထိုး၍တခြင်းချို၍ တီရန်နှင့်တဇိုထိုးတချင်းချွေကင်စားကြသည်ဖောင်ပေးဖောင်အောက်ဝလုံးများတွင်လာရောက်ရှင်သန်နေကြသောဂျင်းကောင်များမှသူတို့နောက်ထပ်တလားနှလားစားရွေပင်မကုန်နိုင်ဟုထင်ရလောက်အောင်များပြားလာသည်မြရွှေကကြာချီခံအောင်ထုခွဲအသားနှုတ်ပြီးဖောင်ပေါ်တွင်လှမ်းထားရအောင်ဟုဆို၏ဂျီဟန်ကအေးကောင်းတယ်ငါတို့ကဖောင်ပေါ်မှာနောက်ထပ်ဘဏ္ဍလဘဏ္ဍရဲ့နေပြီးမှပင်လယ်သင်းကြီးအောက်ရောက်ရမှန်းမသိတော့ဝမ်းစာရိတ်ခါကြိုတင်လုထားမှဟုထောက်ခံ၏ ကောင်းမော်မရောက်နိုင်တော့ဘူးဟုသောအတိတ်နမိတ်မကောင်းစကားကိုဆိုရမည်လားဟုဥကျော်ဝင်းကဆိုသည်အသက်အကြီးဆုံးဖြစ်သူဥကျော်ဆန်းကလည်းဂျီဟန်၏အပြောအဆိုကိုအမြင်ကက်ကက်နဲ့ဟုတ်တယ်ကွာဟုတ်ကဲ့မင်းပြောတာသိကြတယ်လင်းတာစားပဲဖြစ်မလားငမန်းစားပဲဖြစ်မလားမသိတဲ့မင်းအတွက်ကတော့အာဟာရဖြစ်ဂျင်းကောင်တွေပဲအားထားရမယ်ဒါပေမဲ့မင်းတို့ပြောနေသလိုအလျှောက်လှမ်းထားလို့တော့မဖြစ်ဘူးအလျှောက်ကအစိမ့်လောက်အာဟာရမဖြစ်ဘူးအဲ့ဒီတော့ ဒုတ်ဖောင်မှဂျင်းတွေကိုမွေးမြူရေးလုပ်ထားရမယ်။ဒီနေ့ကစပြီးအကောင်ကြီးကြီးတွေကိုပဲကောက်ဖဲกินကြငငယ်တွေကိုကြီးလာအောင်မွေးထားကြဟုဆို၏။ဤနည်းနဲ့ငချောက်တွေကိုဖုတ်စားလိုက်ဂျင်းကောင်တွေကိုกินစားလိုက်နဲ့လောင်စာပြဿနာကိုလည်းတွက်ဆကြရပြန်သည်။၂၄နှစ်မိမပြက်အောင်တောင်းရရရအတွက်ပေါင်းတင်နေကြရလေရမျောဖောင်မှာငားလန်းစင်အိတ်စင်မျောဖောင်မှာငားလန်းစင်အိတ်စင်မိဖို့ဆောင်တို့မှာလည်းတရွေ့ရွေ့နဲ့ကုံသွားပြန်၏ ထိုအခါ24000ရှေ့သောမျောဖောင်၏အနောက်ပိုင်း၄00တခန်းကိုဖျက်ကြရသည်အထက်အောက်ဆိုလျှင်၄00အပိုင်းပေါင်း54ပိုင်းရ၏ဘေးကပိုးထားသော ကပားဝါးပိုင်းနှစ်ပိုင်းမှဆိုလျှင်56ပိုင်းထို့နောက်အပေါ်အောက်ကန့်ညက်ထားသော မျောသား8000ပိုင်းနှစ်ပိုင်းကလည်းထင်းဖြစ်လာ၏ဝဘိုးဝါကြီး၄00အရှိတပိုင်းကိုထင်းအဖြစ်အသုံးပြုလျှင်အနည်းဆုံး2နာရီ3နာရီတော့ခံနိုင်၏ ဤသို့မျောဖောင်ကို တပိုင်းစီတခန်းစီဖြုတ်ပြီးလောင်စာထင်းလှုပ်ရှားအဖြစ် နောက်ထပ်တစ်လနီးပါတော့သူတို့ပင်လယ်ပြင်တွင်မုတ်ရှာနေနိုင်ကြသေးသည်ထို့ကြောင့်အိစင်မိဖို့ဆောင်ငါးလန်းစင်တို့မကုန်မီပင်သူတို့သည် မျောဖောင်နောက်မီ၄000တခန်းကိုဖျက်ထားကြ၏ဖောင်ဤအောက်အလွားဝတ်ဖောင်ဤအောက်အလွားဝဘိုးဝါတွေမှာပင်လယ်စားငယ်ရေတဲ့ရက်ရှည်လာများနစ်နေခဲ့သဖြင့်တော်တော်နှင့်မီးမဆွဲနိုင်သေးမီးဆွဲကောင်းအောင် ခွဲရှမ်းပြီးအလျှောက်လှမ်းထားကြရလိမ့်မည် အခန်း24ပင်လယ်ပြင်ရေအယောင်မှာ3ရက်တစ်ခါ4ရက်တစ်ခါလောက်ပြောင်းပြောင်းနေဤမှမရရဆိုရင်ဂျင်းစကတ်သောကုန်ခဲ့သည့်အပတ်မှာယခုရက်တစ်ပတ်နှစ်ပတ်ကြာသည့်အထိရေအယောင်မှာ3လမျိုးပြောင်းသွားပြီအဖြူအစိမ့်အမဲအကြည့်အနောက်နှင့်မတိမတအဖြူရောသောရေများကိုသူတို့ကြားဖောင်သည်တစ်ခုပြီးတစ်ခုကျောလွန်လာနေ၏သို့သော မြည်သည့်အရက်မြည်သည့်ဒေသဘက်ဥတီရွေလျားနေသည်ကိုတော့မြည်သူမျှမခံမှန်းတတ်ကြ ။ဖောက်ဦးတေရရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ရွက်လွန့်ထားကြ၏။ဦးလေးဂျယ်ရီနက်ခတ်တိုင်ယာရီကြည့်ပြီးဘယ်နေရဘယ်ဒေသရောက်နေတယ်ဆိုတာအတက်ပြောနိုင်တယ်ဆိုဗျ။ကဲပြောစမ်းပါဦး။ခုဘယ်နိုင်ငံရဲ့ရေပိုင်နယ်ထဲကျွန်တော်တို့ဖောင်ရောက်နေပြီလဲ။ဒီဟိုင်းအမေကိုဦးကျော်ဆန်းကအေးဆန်မာကျောင်းနေတော့မျက်အေးဆန်မာကျောင်းနေတော့မျက်နာနဲ့လှည့်ကြည့်ပြီးအေးကျဲလာနက်ခတ်တားရအရာပြောရရင်တော့ယမမင်းရဲ့နိုင်ငံတွင်ရှီတလန်းချင်း ရှေတလန်းရှင်းနေဝင်ရောက်နေပြီကွာခွေးကောင်ရဲ့ခမရလူကြီးတော့ဒါဆဲเสียလားဗျအကောင်းမေးတော့ငါကဂျေလနက်ခတ်ကိုကြည့်ပြီးဘယ်နိုင်ငံကိုရောက်နေပြီဆိုတာသိတယ်လို့မင်းကဘယ်တော့ကပြောဘူးလဲအရှိအနောက်တောင်မြောက်သိတယ်သာပြောဘူးတာကွာဟာဗျာခမရတို့ကလည်းစကားနောက်တရားပါနမိတ်မရှိနမမရှိတာတွေမပြောကြစမ်းပါနဲ့ခလေးတွေကြာနေတာပဲတောင်သမီးနဲ့ဇနီးတွေ သားသမီးနဲ့ဇနီးတွေတို့ကိုကြည်ခုရပိုင်းအိမ်မက်ထဲမြင်လာသည်ဆိုတော့ဦးစီးမှုဦးကျော်ဝင်းကဟန်တာသည်ဦးကျော်ဇန်းနဲ့ကြီးဟန်တို့မှတယောက်ကိုတယောက်မျက်နှာလွဲပြီးငြိမ်သွားကြ၏ကျွန်တော်အိမ်မက်မြင်နေပြမကြခင်ကျုပ်တို့ကိုကဲမမဲ့လူတွေရောက်လာကြတော့မှာပါမင်းပြောသလိုမြ мян ကဲမမဲ့သူတွေလာမှလည်းဖြစ်တော့မယ်ကျော်ဝင်းရင်နို့မို့ဆိုရင်တနေ့နေ့ငါဒီကောင်ကိုတက်ဦးလေးကိုခုဟာကကျွန်တော်မယုံမသိမလေးမဆလို့မေးတာမဟုတ်ပါဘူးဦးလေးရာကန်းကိုရောက်ရှင်စောနဲ့အကောင်းမေး မင်းငါကိုအကောင်းမေးမေးအစိုးမေးမေးနောက်ထပ်ဘာမှ မပြောနဲ့ကွာတော်ပြီဂျီဟန်ပြောဒီမှာလဲဟုတ်တော့ဟုတ်ပေလိမ့်မည်ယခုဆိုရင်တို့ပင်လေတဲ့မျောပါလာကြသည်မှာရက်ပေါင်း40ရှိနေပြီကဲမမိသူတွေကိုယခုထိမတွေ့ရသည်အားလုံးမှာအမိရှာမရပဲတစုံတရာအကြောင်းမရှိပဲစိတ်တူလာကြသည်ထို့ကြောင့်ယခင်တလောကလိုဦးကျော်စံနှင့်ဂျီဟန်တို့ရန်ဖြစ်ကြမည်ဆို၍ ဥကျော်ဟန်နဲ့ဂျီဟန်တို့ရန်ဖြစ်ကြမှာဆို၍မြားရွှေကဂျီဟန်ကိုလက်တို့ဟန်တားရ၏တလောကဖြစ်သည့်အကြောင်းမှာဥကျော်ဆန်ကရေပေါင်းတင်ရင်ဝိပဿနာတရားပွားများနေသည်ဆိုသောစကားကိုဂျီဟန်ကပွားများပွားများလောက်တော်သူများအသက်ကိုတက်ရတဲ့ရေတန်းကငါဖန်အလုတ်ပြောတော့ဝိပဿနာစကားတရားစကားခမည်းကိုတော့ယမမင်းကဟားတိုက်ရဲပြီးအဝေစီးကစောင့်နေလိမ့်မယ်ဟုဆို၏ဤသည်ကိုဥကျော်ဆန်ကခွေးတိရစ္ဆာန်မင်းဘာနာလဲလို့လဲတို့ဗုဒ္ဓ တို့ဗုဒ္ဓဘာသာဆိုတာဘဝပြီးမကောင်းလို့ငယ်မကင်းတဲ့အောက်ကုတို့အလုပ်လုပ်ကြရပြီမဲ့ဖရာတရားတန်ခါဆိုတဲ့ယရနာသုံးပါးကိုဘယ်တော့မှမမေ့ရဘူးကွငါတို့ပင်လေတဲ့ကြပိုက်ထောင်ထားတာတပ်ပေတက်တာကာမတကာပဲသူဟာသူငါတွေကပိုက်သေးကိုတိုးဝင်လာတာငါလည်းမတက်နိုင်ဘူးမင်းမြင်ဘူးပါတယ်ဈေးထဲမှာငရံကောင်းတွေကိုအလေးထုံးနဲ့ထုရိုက်တက်လို့ရောင်းနေတဲ့ငစိမ့်တယ်မာတွေလေဈေးသိမ့်လို့အိမ်ပြန်တော့ဖျားပန်းတင်ဖို့ပန်းလေးငါချက်ဖို့တစ်ဆယ်ဖို့ဝယ်သွားတာအဲ့ဒါဗုဒ္ဓဘာသာကွာ ဘဝပြီးမကောင်းလို့ငရဲမကင်းတဲ့အသက်မွေးမှုကိုလုံနေရပေမယ့်တစ်ဖက်ကကုသိုလ်ရေးဒါနာရေးကိုမမေ့ဘူးငါယဟန်ဘဝတော့ငါလဲငစိမ့်တယ်မတွေအိမ်ဆွမ်းခံမှုတယ်သိလားငမြင့်ပိုက်သားမဆွမ်းခံကိုရော်တွေကိုအထွတ်မြတ်ထားပြီးလောင်းတာလှူတာငစိမ့်တယ်မတွေအလှမလို့ရငစိမ့်တယ်မတွေအလှမလို့ရတော့ဘူးလားရှင်မပြူရတော့ဘူးလားဖျားလက်ထက်တုန်းကလင်ကဒေါ့ပလေးဆန်တွေကိုနေတိုင်းတက်ဖြတ်နေတဲ့မုတ်ဆိုးမယားကဘော့တာပန် လင်းဒီတက်ဖြတ်လာတဲ့ဂျီသားတွေဆက်သားတွေကို ခုတ်ထစ်ပြီးရောင်းချပေးတာလင့်ဝတ်တရား၅ပါးမပြည့်ရအောင်လေတော်စမ်းပါဦးလေးယာခမရငစိမ့်နယ်မှာအိမ်ကငမြင့်ပိုက်သားစားခဲ့ရလို့ဟောတဲ့တရားကျွန်တော်လက်မခံဘူးလူတွေကဒုက္ခရောက်မှဖျားတရားပြေးလုံကြတဲ့ဟာလူတွေကဒုက္ခလူတွေဟာဒုက္ခရောက်မှဖျားတရားပြေးလုံကြတာဟာလေဟိတ်ကောင်ဟိတ်ကောင်ဒီမှာငါပြောမယ်လူတွေဆိုတာစင်းရဲလေလေတံဝရန်ရလေဆိုတဲ့စကားရှိတယ်ကွာ မမရာဟာတာတေနင်းဆုံးတဲ့ဒုက္ခနဲ့မကြုံရရင်ယဟန်နာမထေရဲ့ယဟန်နာထေရီမဖြစ်ဖို့ဆိုတာအကြောင်းမရှိဘူးမတ်မင်းတို့လူငယ်တွေမြင်မြတ်မှတ်ထားကြဒုက္ခဖြစ်လာပြီးအကုသို့ဝင်လာပြီးဆိုရင်ယရနာ၃ပါးကိုသာပြည့်ကပ်ပြီးတော့တချို့များဒုက္ခအကြီးအကျယ်ရောက်နေတာတော့ယရနာ၃ပါးကိုသတိမရကြလို့စိတ်ကကိုယ်ွယ်ရမှန်းမသိလို့ပိုးပြီးနစ်မြုပ်သွားကြတာတွေပြက်စီးသွားကြတာတွေတပုံကြီးပဲ ဒုက္ခရောက်လို့ယန္နာသုံးပါးကိုသတိရမိတဲ့လူတွေဟာ အဖက်ဆဲလို့ရသေးတဲ့ဆုံး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 မြုပ်မသွားဘူးအဲ့ဒါကြောင့်အခုခမရဝိပဿနာ ပွားနေတဲ့ဆိုပါတော့ဒါဘောကွအေးဆိုအဲ့နေကစားပြီး၅ပါးသီလထက်မြင့်တဲ့၈ပါးသီလအဲ့တော့ဆိုဒီနေ့ကစပြီး၅ပါးသီလထက်မြင့်တဲ့၈ပါးသီလယူထားညနေစာမစားဘဲနေကျွန်တော်တို့တယောက်စာပူစားရတာပေါ့ ဒီအထီတော်ခုငါမကျင့်နိုင်သေးလို့ပေါ့ကွ။အိုးဒါကြတော့မကျင့်နိုင်ဘူး။ဒါဆိုခမရဝိပဿနာပွားနေတယ်ဆိုတာလည်းအလကားပဲ။ပါဆိုင်လဲကွ။သူအပိုင်းနဲ့သူပဲ။မဆိုင်မဲနေမလားဗျ။ဖះကဗဇက်ကသာဗဇက်ကဖះဖះလက်ကကာယကာယဆိုတဲ့ဦးလေးလို့ဦးလေးတို့လိုလူမျိုးပဲပေါ့။မဆိုင်မဲနေမလားဗျ။ဗဇက်ကဖះဖះလက်ကကာယကာယဆိုတော့ဦးလေးတို့လိုလူမျိုးပဲပေါ့။ ဟောင်းဒီခွေးကငါထလုပ်လိုက်ရရံဖြစ်တော်မီထင်သဖြင့်မြရွှေကဦးစည်းမှုဥကြော်ဝင်းကို ဖြန့်ဖြေးပေးရန်လက်ကိုဤជីဟန်ကဖောင်နောက်ပိုင်းထပြေးသွားသည်ကျော်ဦးကြော်ဝင်းကမြရွှေကိုမျက်စိမိတ်ပြိုက်သူတို့နှစ်ယောက်မှဤသို့ဖြစ်နေကြကြားဖောင်ငါဖမ်းကြရ၌တာမဟုတ်ကြားဖောင်ငါဖမ်းကြရ၌ကြားဖောင်ငါဖမ်းကြရ၌တာမဟုတ်ရွာတွင်လဲဤသို့ပင်တကြက်ကြက်ဟုဆို၏ သို့တော့မခေါ်နိုင်မပြောနိုင်ထိုးလားကြိတ်လာတော့တကားမြမဖြစ်ကြဖောင်တွင်သူတို့နှစ်ယောက်မပါလင်ပြင်းစရာကောင်းသည်ပွဲမစီဟုဆိုက ဖောင်ဦးစီးတချို့ကဥကျော်ဇန်နဲ့ជីဟန်ကို တမင်မင်တွဲခေါ်တတ်ကြသည်ဟုလဲဆို၏တစုံတယောက်ကို ကြားဖောင်လိုက်မလားဟု မေးလင်တော့ជីဟန်ကျော်ဇန်ပါသလားဟုမေးတတ်ကြသည်ဟုပြောသည် အမှန်ကဥကျော်ဇန်နဲ့ជីဟန်တို့မှာ တူသားအရွယ်တွေဖြစ်ကြရာဤဒီကိုလဲជីဟန်ကလူတော့လူတော့သူတော့တွင် ဦးလေးဦးကျော်ဆန်လို့သာပြောတာပြောရတာအတဦးလေးဦးကျော်ဆန်ကိုပြောလို့သာပြောရတာတားအဖအရွယ်ရီဆိုတော့ငရင်ငရင်ငအောင်လည်းကြီးမှာပဲခုပြောရမယ့်အစားဦးလေးဦးကျော်ဆန်တယောက်မလိမ်မွန်းမလိမ်မအရွယ်မို့သာပြောနေရတာတမိရောက်ခမအရွယ်ရီဆိုတော့လေငရင်ငအောင်ကကြီးအောင်မယ်ဟုဆိုလိုက်ရလူတွေမှာဝလုံးခွဲရည်လိုက်ကြသည်တမိအပြိုဖြန့်အရွယ်ရှိသောဦးကျော်ဆန်ကမူမရင်နိုင်ကြီးဟန်ကိုမအေးနှမတော့ ဂျီဟန်ကိုမအေးနှမကော်တိုဤသို့သောဂျီဟန်ကလည်းလုံးဝမနာတဲ့ဦးကျော်ဆန်အားအသက်အရွယ်ကြီးရင်သူမို့ပိုင်တကြီးဦးစီးမှုတွေမခေါ်ကျင်ကြသည်ကိုပဲဟာဦးလေးဦးကျော်ဆန်မပိုင်ရင်ကျွန်တော်မလိုက်ရှင်ဘူးဗျာတနေ့မဟုတ်တလမဟုတ်ပင်လေတဲ့စကားပြောမယ်လူတော်မရှိတော့ပြင်းစရာကြီးလုတ်ဆန်းမှာဦးလေးဦးကျော်ဆန်ကိုကျွန်တော်ကိုယ်တိုင်တွားခေါ်ပြရစေဟုပြောပြီးလာခေါ်တတ်၏ထို့သောဂျီဟန်ဤစိတ်ရင်းကိုတိထားသူဦးကျော်ဆန်ကလည်းဂျီဟန်ပါပဲပြော့ပြော့ခွင့်လွှတ်ထားသည် ရာသီရောက်၍အချိန်တန်လင်းသူတို့နှစ်ယောက်က ကြားဖောင်တစ်ဖောင်ထဲမှာတွဲလျက်ထိုအကြောင်းများကိုဦးကျော်ဝင်းကယခုအကြောင်းဆုံးပြောပြလိုက်သောအခါမြရွှေမှာလည်းဦးကျော်စန်းနှင့်ဂျီဟန်တို့၏စကနိုင်လူပြောပွဲစကရေလူပြောပွဲကိုသာစောင့်မျှော်လျက်အခန်း25ပင်လယ်ပြင်တွင်ရပောင်းများစွာကြာလာသောအခါလူတွေ၏စိတ်မှာကြောက်ရွံ့ချောက်ချားဖြစ်လာကြသည် ညကမိသူမြမိတို့အိမ်မက်မှတ်သည်ဟုပြောလင်နောက်တစ်ယောက်ကလည်းညကသူမြင်မှတ်သည်အိမ်မက်အကြောင်းပြောပြသည်ထိုအခါဝိုင်းဆူ၍အိမ်မက်အကြောင်းပြောကြအတိတ်နမိတ်ကောက်ကြနေအတွေ့ခေါ်ရပါခြောက်ရှားလာကြ၏အများဆုံးသူတို့မြင်မှတ်နေကြသောညစဉ်အိမ်မက်တွေမှာရခင်ကသူတို့ကုန်းပေါ်တွင်သွာလာလှုပ်ရှားခဲ့ကြသည့်အကြောင်းများကြီးထပ်နေလေသည်သူတို့သည်ရခင်ကကုန်းပေါ်တွင်သွာလာလှုပ်ရှားခဲ့ကြသည့်များကိုသာယခုပင်လယ်ပြင်ထဲတွင်တစ်နေလုံးတစ်ချိန်လုံးတွေးနေကြလေရာ အိတ်ခန်းကြီးနိုးကစားအတွေးတွေမှာကုန်းပေါ်တိုက်ကြီးတာအတွေးများသောအခါအမြင်တွေပါဝေဝါးလာသည်တနင်္ညာတနင်္ညာတန်းကောင်ကျော်တွင်ဂျီဟန်ကကန်းချီကိုလှမ်းမြင်နေရပြီဟုအားလုံးကိုအထိတ်တလန့်နှိုးပြောသည်အားလုံးမဝမ်းသာအားရနှင့်ချက်ချင်းပြေးထကြ၏ဂျီဟန်ညွန်ပြသောဘက်ကိုလည်းအားလုံးမျှော်ကြည့်ကြ၏အားလုံးမျှော်ကြည့်ကြ၏ လာတချမ်းပဲအောက်တွင်တော်ရန်တောင်ကုန်းလို့လို့အရေးတန်းတစ်ခုကိုတော့လမ်းမြင်နေလမ်းမြင်ကြရသည်အားလုံးဝမ်းသာအားရဖြစ်သွားကြ၏ကန်းကိုမြင်နေရပြီသူတို့ကန်းကိုရောက်တော်မီခမရတို့ကိုကြုံမပြောဘူးလားကြုံအိမ်မက်ကောင်းနေတာသုံးလင်းညချီပြီဗျကန်းကိုရောက်ကြတော့မယ်ရခိုင်နဲ့တနင်္သာရီကန်းကြီးတစ်ခုခုဖြည့်ရမယ်ရခိုင်နဲ့တနင်္သာရီကန်းကြီးတစ်ခုခုဖြည့်ရမယ်ဦးကျော်ဝင်း ဦးကျော်ဝင်း၏ဝမ်းသာအရာစကားကြောင့်ဂျီဟန်နှင့်မြွှေတို့၏မျက်နာတွေမှာရုပ်ရှိဝင်းထိန်သွားကြ၏မျက်စိအဝေးမုံသောဦးကျော်ဆန်ကမူအလုံးမြင်နေကြရသည်ဟုဆိုသောဂျီဟန်၏ကန်းကိုယခုထိလဝါကမျက်မှောင်ကြုံရက်ကြည့်နေငဲနေတော့ခဏကြာသောအခါဦးကျော်ဆန်မှဘာမှမပြောညာမပြောနှင့်အိတ်ဆင်နေပြန်သွား၏ဦးကျော်ဆန်နှင့်ဦးကျော်ဆန်း၏အပြုအမူကိုဦးကျော်ဝင်းကဝါဤတခါအံဟောသွား၏ဦးကျော်ဆန်း၏တစောင်းချင်းနှင့် တစောင်းစင်းနဲ့မျက်ရှိပမာ ဖြစ်သောကြီးဟန်ကမူခမရတော့ကွာလုတ်ပြန်ပြီ။ဘာလဲ၊ကန်းကိုမလိုက်တော့ပဲရေထဲတေးချန်ခဲတော့မလို့လား။တေးချင်ရင်တော့ဟုစကားမဆုံးခင်မင်းဦးကျော်ဆန်ကခွေးကောင်မင်းသာတောင်ပန်းကမ်းမမသိပဲတေးမဲ့အကောင်ငါကသာမျက်စိမကောင်းဘူးလားထင်နေတာမင်းတို့အားလုံးအကန့်ွေကြီးမှအခုမှသိတော့တယ်မိုးသားတူမန်တောင်ကန်းတောမိုးသားတူမန်တောင်ကန်းတောရမ်းမန်းအောင်ခွဲခြားမမြင်ကြရတော့ဘူးလား လူတွေအလုံးမှာစိတ်ထဲချောင်ရှားကလို့ဖို့ဂိုင်ဘက်ဒေဝဒေဘတ်တွေပါလားဟူပင်ရခွက်အခါတင်းကြီးမခံနိုင်ကြတော့တယောက်အမားတယောက်ကရွရွသသအမားပါလားဟူမမြင်နိုင်ကြတော့ပဲလူငယ်များကသူ့အားမျက်စိမှုန်နေသဖြင့်တမင်ကြံစီ၍အယူလုံးနေကြသည်ဤတခါတော့ဂျီဟန်နှင့်မြားချွေတို့၏အယူလုံးရာတွင်ဥကျော်ဝင်းမှအကြံတူအကြံတူညံတူပါသည်ဟူကျော်ဆန်ကအရှင်မူးတို့နှင့်ဥကျော်ဝင်းကိုပါရောဆဲလီတော်သည် ဦးကျော်ဆန်ပြောမှာသူတို့ကလည်းကြီးဟန်ပြောသောကန့်ကျင်ကတော်တန်းတောင်ကုန်းတွေကိုတည်တည်ရှာရှာကြည့်မိကြသည်တော်ရန်တောင်ကုန်းခုထင်ရသောမုတ်ကုတ်ဆဝိုင်းနားမှမိုးသားတိမ်တန်းသည်ခဏအကြာမှပင်သရံရုပ်ဆင်းပြောင်းပြီးမြင့်တက်လာ၏ထိုအခါလာဆုံညဤလာချမ်းကိုပင် လာဆုံညဤလာချမ်းကိုပင် ဖုံးအုပ်သွားလေသည် မိုးသားတိန်နှန်းကိုတောင်ကန်းထင်မိဝမ်တာအရာဖြစ်ခဲ့ကြရသောလူ၃ယောက်မှထိုအခါမှဝမ်နဲ့ပက်လက်ဖြစ်ကတမ္မပြိုင်သူတမ္မပြိုင်သူရှာလိုက်ကြရလေသည်